မင်္ဂလာပါရှင် တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကို Dover Watch အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကတနင်္လာရီတိုင်းမှာပြူစောတိ600ဝန်းကျင်ကိုအရန်အင်အားအဖြစ်စုဖွဲ့ထားတဲ့သတင်း Dover မြို့အထက်ကြောက်ရရသိဆိုင်ကအမျိုးသားကိုဖမ်းပြီးဆိုင်နဲ့အင်ကိုစစ်ကောင်စီတပ်သိမ်းထားတဲ့အကြောင်းရေဖြူမှာရင်တိုင်းမှုကြောင့်အမျိုးသမီးတအုပ်သိပြီးလူ20ဒဏ်ရာရသွားတဲ့အခြေအနေနဲ့ ရခိုင်ပြည်နယ်ရသိတောင်မြို့နယ်မှာလင်းရင်နဲ့ပုံကျဲတာကြောင့်ကလေးငယ်တွေအပါအဝင်30ကျော်သေဆုံးတဲ့တဲ့။ကချင်နောက်ဘူရီမှာအလွန်ပိတ်ကားထဲလိုက်ပါလာတဲ့မြန်မာ26ဦးဖမ်းဆီးခံရတဲ့အကြောင်းဆရတဲ့တဲ့တွေကိုနားဆင်ရမှာပါရှင်။ကယူရန်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့တနင်္လာရီတိုင်းအတွင်းပြူစောတိအင်အား600ဝန်းကျင်အထိစုဖွဲ့ထားပြီးအရန်အင်အားအဖြစ်စုဖွဲ့ထားတယ်လို့စီးရဲတဲ့အရင်မြစ်တွေစီကသိရပါဗျ။ ီတူစဲလို့စစ်ကောင်စီကခေါ်တဲ့ပြူစော်ထီးတွေကိုခရံအလိုက်စုဖွဲ့ထားတာဖြစ်ပြီးသူတို့ကိုကန်ယိုရန်တိုင်းစစ်ဌာနချုပ်ကကုတ်ခဲ့တာလို့ဒဝဲဝက်ရဲ့သတင်းအရင်းမြစ်ကပြောပါဗျ။ခရိုင်တခုမှာလက်နက်တက်ဆင်ထားတဲ့ပြူစော်တီ150ဝန်းကျင်နဲ့လက်နက်မတက်ဆင်ထားတဲ့ပြူစော်တီ10ချီရှိနေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရတနင်္သာရီတိုင်းစစ်ဌာနကုတ်ကဲရေးမှူးရဲဘော်စတာကလည်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှတင်းနန်းစင်းစတပ်သားတွေအပြင်ပြူစော်တီတွေကိုပါတွေ့လာရတယ်လို့ဆိုပါတယ်။ ဒီလိုပြူစောကြီးတွေကိုလက်နက်တပ်ဆင်ပြီးအသုံးချလာတာကစစ်ကောင်စီတပ်မှအင်အားပြုံးတီးလာတာကြောင့်လို့ပြောပါတယ်။ဒိုဝဲမြို့နဲ့မြင်းမြို့မှာလည်းမော်တော်ယာဉ်ဖမ်းဆီးချိန်နဲ့ကင်းလက်ချိန်တွေမှာစစ်ကောင်စီတပ်သားအနှဲငယ်ပဲပါဝင်ပြီးပြူစောကြီးတွေအများဆုံးပါနေတာကိုတွေ့ရတယ်လို့မြို့ခံတချို့ကပြောပါတယ်။ပြူစောတိအများစုဟာဒေါ်ဝဲခရံအတွင်းနေထိုင်တဲ့ဒေသခံတွေဖြစ်ပြီးဗမာစကားပြောပင်မဲ့လည်းဒေသစကားဝဲနေတာကိုတွေ့ရတယ်လို့ပြောပါဗျ။ လက်ရှိမှာတနင်္သာရီတိုင်းထဲကပြူစောထီတွေမကြာခဏတိုက်ခိုက်ခံနေရပြီးထိခိုက်သိမ်းဆုံးတာတွေလည်းရှိနေပါဗျ။တော်ဝင်မြို့အဝင်အထွက်တံတားဖြစ်တဲ့ကြောက်ရရပေါတိုင်းတံတားဂိတ်နာကတဲ့အယောင်းဆိုင်မှာနေထိုင်တဲ့ဦးတန်းအောင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးပြီးအဲ့ဒီဆိုင်မှာတပ်စခန်းချထားတယ်လို့ရွာသားတွေစီကသိရပါဗျ။ ေလ9ရက်နေ့ကပေါတိုင်းတတားဂိတ်စခန်းပြစ်ခတ်တိုက်ခိုက်ခံရပြီး3ရက်အကြာမေလ10ရက်နေ့မှာဦးတန်းအောင်ကိုဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။ဆိုင်ကတက်သားတွေကိုလည်းစစ်ကောင်စီတက်သားတွေယူဆောင်သွားတဲ့အပြင်တက်အယောင်းဆိုင်နဲ့အဲ့ဒီဆိုင်ကပိုင်းတဲ့သုံးထပ်တိုက်မှာစစ်ကောင်စီတက်သားတွေဒီကနေ့မေလ14ရက်နေ့အထိတက်ဆွဲနေထိုင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ တရားတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီဝါဒဖြန့်အမဲလိုက်မိုးဆိုးကြီး Telegram Channel ကအဲ့ဒီတစ်အယောင်ဆိုင်နဲ့တုံးထက်တိုက်ကနေတဆင့်တရားခိတ်ကိုလာရောက်ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့မေလ၈ရက်နေ့ကဖော်ပြပြီးတဲ့နောက်အခုလိုဖမ်းဆီးခံခဲ့ရတာပါဦးတန်းအောင်ကိုဘယ်နေရာမှာဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာနဲ့ပြန်လွန်လာတာရှိမရှိကိုတော့စုံစမ်းနေဆဲဖြစ်ပါတယ်။တရားခိတ်တိုက်ခိုက်ခံရပြီးတဲ့နောက်ရှမ်းမတွင်ရွာဘက်ကိုစစ်ကြောင်းဝင်ချိန်ဖမ်းခေါ်သွားတဲ့ကြောက်ရွာသား6ဦးပြန်လွန်လာပြီလို့ရွာသားတွေကပြောပါတယ်။ တရားတိုက်ခိုက်ခံရပြီးတဲ့နောက်တရားနှစ်ပေးလမ်းတစ်ဖက်တစ်ချက်စီမှာစစ်ကောင်စီတပ်သား20လောက်စီနေရာယူထားတယ်လို့ကြောက်ရွံ့ရွာသားတွေနဲ့ကာသမားတွေစီကသိရပါဗျ။ရင်ဖြူမြို့နယ်ရာဖူးကျေးရွာနားမှာဒီကနေ့နေ့လယ်ပိုင်းကရင်တိုင်းမှုဖြစ်ရာကနေအသက်60ဝန်းကျင်အရွယ်ရှိတဲ့အမျိုးသမီးကြီးတဦးသေဆုံးပြီး22ဦးဒဏ်ရာရသွားတယ်လို့တနင်္လာရီတိုင်းအရေးပေါ်ကိစ္စရေးအဖွဲ့အစည်းကသိရပါဗျာ။ ကြိုက်ထီယိုဖះကနေပြန်လာတဲ့အန်ဆာဒွန်အမျိုးအစားဖះဘူးရင်နဲ့ဒဝဲမျိုးဖက်ကနေလာတဲ့ဗီဂိုကတို့ရောက်ဘူးရအုပ်စုလော်တိုင်းကျေးရွာနဲ့ကြောက်ကရင်ကျေးရွာကြားမိုင်တန်အမှတ်138အနီးနားမှာမျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါအဲ့ဒီရင်တိုင်မှုကြောင့်တန်ဃာတော်နှစ်ပါးကလေးနှစ်ဦးအမျိုးသား၅ဦးနဲ့အမျိုးသမီး၁၂ဦးတန်ရာရရှိခဲ့ပါတယ်။တန်ရာရရှိသူ၂၁ဦးကိုကလေးအောင်တိုက်နယ်စေယုံမှကနအူးစေကူတောင်မှုပေးပြီးဒိုဝဲစေယုံကိုတည်ဆောင်လာခြင်းလမ်းမှာအမျိုးသမီးကြီး၂ဦးတည်ဆောင်သွားခဲ့ပါတယ်။ တိတ်ဆုံးသူအမျိုးသမီးဟာဒဝယ်မြို့ကျဆားပြင်ရွက်ကွက်မှာနေတဲ့အသက်62နှစ်အရွယ်ဒေါ်လာကြီးဖြစ်တယ်လို့တနင်္လာရီတိုင်းအရေးပေါ်ကဲဆယ်ရေးအဖွဲ့တာဝန်ရှိသူဦးနိုင်မျိုးတင်ကပြောပါဗျ။လက်ရှိမှာတော့အမျိုးသားအမျိုးသမီး14ဦးကအတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေရပြီး6ဦးကတော့ပြင်ပလူနာအဖြစ်ကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။အရင်ရင်တိုင်မှုကိုဒိုဝန်မြို့အခြေဆိုင်ပရဟိတအသင်းအရေးပေါ်လူနာတင်ရင်ဆက်တဲ့ဇင်းနဲ့ရေဖြူမြို့နယ်ကအရေးပေါ်လူနာတင်ရင်တွေတာရောက်ကူညီတိုက်ဆောင်ပေးခဲ့ကြတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ထွန်းရဝေရွာဟောင်းရွာကိုစစ်ကောင်စီတပ်ကမေလ13ရက်နေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်တိုက်ဆုံးသူ73ဦးရဲ့ရုပ်အလောင်းတွေကိုရထားပြီးဒဏ်ရာရသူ20ကျော်ရှိတယ်လို့အာရခတပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ်ကမီဒီယာတွေမှာအတည်ပြုပြောဆိုထားပါဗျ။စစ်တပ်ရဲ့တေးတောင်ကားလမ်းပေါ်မှာရှိတဲ့ထွန်းရဝေရွာဟောင်းကိုမေလ13ရက်နေ့မနက်7:00နာရီလောက်မှာဂျက်တိုက်လင်းရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်30ကျော်လည်းပျက်စီးတယ်လို့ဆိုပါတယ်။ ထိခိုက်ဒိဆုံးသူတွေထဲကလေးငယ်တွေအမျိုးသမီးတွေပါဝင်ပြီးအပြက်အစီးကြားထဲမှာဒိဆုံးနေသူတွေထက်ရှိနိုင်သေးတယ်လို့လည်းဒေတာရင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။ရတိတောင်မြို့နယ်မှာအေအေကတင်းယူထိန်းချုပ်ထားတဲ့မြို့နယ်ဖြစ်ပြီးတိုက်ပွဲတစုံတရာမဖြစ်ဘဲလာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတချို့စီကသိရပါတယ်။စစ်ကောင်စီဟာမေလ31ရက်နေ့အထိအပြစ်အခက်ရက်စဲကြောင်းကြေညာထားပေမဲ့လည်းတိုက်ပွဲမဖြစ်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေတာပါ မေလ12ရက်နေ့ကလည်းစကိုင်းတိုင်းဒီပရင်မြို့နယ်အိုထင်းတွင်ကျေးရွာစာတင်ကျောင်းကိုလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ចောင်းတက်နေတဲ့ចောင်းသားចောင်းသူအများစုအပါအဝင်ပြည်သူ22ဦးသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်ကချင်နော့ဘူရီခရိုင်မှာအလွန်ပိတ်ကားနဲ့တရားမဝင်လိုက်ပါလာတဲ့မြန်မာနိုင်ငံသား26ဦးဖမ်းဆီးရမိတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြထားပါတယ်။ ဒီကနေ့မေလ14ရက်နေ့မှာမြန်မာနိုင်ငံသားတွေကားနဲ့တရားမဝင်ဝင်လာတယ်လို့သတင်းရတဲ့အတွက်ကချင်နာပူရီခရိုင်ထိုးပါပန်းဒေသမှာထိုင်းစစ်တပ်နဲ့ရဲတပ်ဖွဲ့ကလမ်းမှာဂိတ်ချစစ်ဆေးခဲ့တာပါ။အဲ့ဒီအချိန်မှာမသင်္ကာစရာအလုံးပိတ်ထားတဲ့ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့တာကနေကားထဲမှာပြည့်ကျက်ပြီးလိုက်ပါလာတဲ့မြန်မာနိုင်ငံသား26ဦးကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါဗျ။သူတို့အားလုံးမှာတရားဝင်ခရီးသွားခွင့်ဆ ਾਇ ရဆာတန်းတွေမတွေ့ရတဲ့အတွက်ဖမ်းဆီးခဲ့တယ်လို့သတင်းမှဖော်ပြထားပါဗျ။ မြန်မာနိုင်ငံသားတွေကိုထိုင်းမြန်မာနယ်စပ်တနေရာကသွားခေါ်လာပြီးချွန်ပူရီခရိုင်ကိုပို့ဆောင်ပေးဖို့စီစဉ်ထားတဲ့အပြင်ပို့ဆောင်ခအနေနဲ့ဗတ်2000ခွဲအထိရရှိမှာဖြစ်တယ်လို့ကာသမားကဖြေဆိုထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတွေနဲ့အတူကာသမားကိုဖမ်းဆီးခဲ့ပြီးဥပဒေအရဆက်လက်အရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒူဝဲဝက်ရှိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။